ဟင်း very good ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့မောင်မြမထွန်းမင်းပါတယ်လူပေါင်းများများစွာတပည့်ပေါင်းများစွာများများစွာကိုမြမလည်းရွေးစဉ်နိုင်ငံကုန်ကအာဇာမကောင်အဖြစ်မွေးထုတ်ပေးနိုင်တဲ့မောင်မြမထွန်းမင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ lifestyle ဒီနေ့လေနေ့လေစားပါတော့ đó là hên nuôi phải bà đấy đấy cô cái nhiêu đó là cái nhiêu lên phải bà đấy có mà có đó là giờ càng nhiều đi đâu ừ à suy bé đi 嗯。 Je veux dire, j'ai dit, comment on rend J'ai la campagne. Que qu'elle a conseillé dans la mienne. D'un an. Hum. C'est bien, hein Ça va ça. Mais ouais. C'est à la main. Je connais les assois. à, surprise, il n'y a qu'un jour, hein Je me đi, rồi On le traite d'abord, nó. ဒါတော့သမင်းစားပုံစားနည်းလေးပေါ့နော်ဝိလော်တဲ့အတွက်ကျွန်တော် sharing လုပ်မှာမလုပ်မလဲဆိုတော့သမင်းမစားခင်1လီတာဘူးတဝက်လောက်ကြအောင်ရေရိုးအရင်တောက်ပါပြီးလို့ရှိရင်ဒီလိုပုံစံအရွက်ကလေးတွေဒါရင်သွေးပြောတာကနော်ရွှေပဲသိရကညွတ်ရရုံးမလဲသိရဒါဆိုတော့ဟင်းနုနယ်ပေါ့နော်အဲ့လိုအသားလေးတွေ အသားလေးတွေကိုအရင်စားပါအသားလေးတွေစားမယ်ပဟင်းတော့မလားဟင်းညိုတော့မလားဘူးသီးဟင်းညိုလားဘူးရွက်ဟင်းညိုလားပေါ့နော်ပဟင်းတော့မလားတခုခုပေါ့နော်အဲ့ဒါလေးတို့အရင်စားပါလို့အကြံဉာဏ်ပေးခြင်းပါတယ်စားပြီးပြီဆိုမှသမင်းဖြူလေးကိုဘလောက်ကုန်မလဲနော်ငါဟောဘာနော်50ဂရမ်ပေါ့နော်တော့ကျွန်တော်တို့100ဂရမ်ပေါ့နော်100ဂရမ်စားတယ်အဲ့တော့သမင်းဖြူကိုကုန်တလောက်ပဲစားပါဟော ဝါနေပြီစားကျင်စိတ်ဖြစ်နေတာယူကိုဝါဝါနေစားလို့လဲဝါနေပြီအဲ့ဒါယူဆွတ်ဆွတ်ယူမဆက်မပြဲကြီးမစားပါနဲ့အရွက်တွေအသားတွေကိုအရင်စားပါဘူးဒီဟင်းညိုဘူးရွက်ဟင်းညိုပဲဟင်းဟာဒီကံအဲ့လိုလေးအရင်စားပါထမင်းဖြူကိုနောက်မှလိုတလောက်ပဲထမင်းဖြူတိတက်နောက်မှလိုတလောက်ပဲစားပါလို့ကျွန်တော်တို့အကြံဉာဏ်ပေးနေတယ်ဗျ ဒီလိုလေးပြောလို့လဲကျွန်တော်တို့ဆရာကြီးလို့တော့မထင်လိုက်ပါနဲ့နော်